ပထမအဦးဆုံးဖြစ်တဲ့သမီးဦးလေးအော်ဒါကိုဇနီးဖြစ်သူကအောင်းအောင်းမြင်းမြင်းမွေးဖွားခဲ့ပြီးဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအတိပေးလာခဲ့တဲ့တရားဥစ္စာအောင်းမင်းခန်မင်္ဂလာပါပရိသတ်ကြီးရင်တရားဥစ္စာအောင်းမင်းခန်ကတော့ MRTV4 ရုပ်သံဇလံတွဲရင်ပထမဦးဆုံးရုပ်သံဇလံတွဲဖြစ်တဲ့ထာဝရမန္တလေးရုပ်သံဇလံတွဲမှာပါဝင်တရားဥစ္စာအောင်းခဲ့တာဖြစ်ပြီးဇလံတွဲပရိသတ်တွေရဲ့အခြေဥလို့ပြောရမှာလည်းဖြစ်ပါတယ် တရုတ်ဆောင်အောင်မင်းခန်းကတော့အိမ်အောင်ကြပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံမှာနေထိုင်ခြင်းမရှိတော့ပဲဇနီးတဲ့နေထိုင်ရာအနောက်နိုင်ငံတစ်ခုကိုပြောင်းရွှေ့နေထိုင်နေတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ပိုင်းကလေးကရင်သွေးလေးယူမယ်လို့ဆုံးဖြတ်ခဲ့ပြီးပထမဦးဆုံးရင်သွေးလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အောင်မင်းခန်းကတော့တမီဦးလေးရဲ့နာမည်ကိုအော်ရာလို့မဲ့ခေါ်ခဲ့တာလည်းဖြစ်ပါတယ်အမေရိကအချိန်အရာအီဗီလာ21ရက်သားရှိသေးတဲ့အတွက်သူ့ရဲ့တမီလေးကအီဗီလာ21ရက်နေ့ တနင်္လာနေ့ပွားဖြစ်တယ်လို့မှတ်ယူရမှာဖြစ်တယ်လို့လည်းအမင်းခန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာပြောပြထားတာလေးဖြစ်ပါတယ်။တမီးလေးအော်ရာဟာသူ့လိုနှစ်ဦးရဲ့ချစ်ချင်းအစားဖြစ်ပြီးတမီးလေးကိုပြောမပြတတ်အောင်ချစ်ခင်ကြောင်းလေသူကပထမဦးဆုံးပြောကြားခဲ့တာလေးဖြစ်ပါတယ်။အမင်းခန့်ကတော့ပထမဦးဆုံးမွေးဖွားလာတဲ့တမီးလေးကိုလက်ကမချနိုင်မယ်အရေးတကြီးကြီးချစ်နေခဲ့တာလေးဖြစ်ပါတယ်။ပိသက်ကြီးအနေနဲ့လည်းမွေးဖွားလာကလေးကစပင်ထူးထူးထဲထဲလေးနဲ့အရန်ကိုချစ်စရာကောင်းလွန်းနေ အဝင်းခန့်ရဲ့တမင်လေးအော်ရာကိုချစ်ခင်နှစ်သက်ပေးကြပါအောင်ရှင်။